မင်္ဂလာပါဗျကိုခဲအင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရယ်ကျွန်တော်ကိုခဲမှာနောက်ဆုံးရဘောလုံးပြောင်းရွှေ့တရင်နဲ့ပတ်သက်ပြီးတော့ပြန်လည်သုံးသပ်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ် နောက်ဆုံးရသတင်းအကြောင်းအရာဆိုရင်လည်းကျွန်တော်တို့ဗီဒီယိုတင်တာနိုင်ငံနောက်ကျတဲ့အခါကျတော့တချို့သတင်းတွေကမနေ့ကတည်းကပေါ်ထွက်လာတာရှိသလိုဒီနေ့မနေ့အစောပိုင်းကတည်းကပေါ်ထွက်လာတာလည်းရှိတယ်ပေါ့နော်ဒီတော့ကျွန်တော်ကသတင်းတွေကိုဟို update သတင်းဆိုတာထက်ပြန်လည်သုံးသပ်ဆွေးနွေးတဲ့သဘောမျိုးပဲပေါ့နော် Okay အဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်က Liverpool ရဲ့သတင်းဖြစ်ပါတယ် Daily Mail ကဖော်ပြထားတာပါအခု Crystal Palace အသင်းရဲ့ကစားသမားအတော်များများကိုအမဲဖြတ်တယ်လို့ဝိုင်းပြီးတော့နှိုက်ကြမဲ့ club အသင်းကြီးတွေရှိတယ်။ Guiri ကတော့ထားလိုက်ပါတော့ စာချုပ်တက်တန်းလဲတိုးလို့ရတော့မှာမဟုတ်ဘူးအလွတ်ပြောင်းရွှေ့ကြီးနဲ့အတင်းကနေလဲထွက်ခွာမဲ့ဆိုတဲ့အခါပဲလစ်ကဟိုထိန်းလို့မရတော့ဘူးပေါ့နော်ဂွီယိုကန်လန်းကျင်တဲ့ကလပ်တည်းကလဲအတင်းကြီးတွေပဲဘယ်အတင်းကိုရောက်မလဲဆိုတာလဲအတိအကျပြောလို့မရဘူးပြောင်းရွှေ့ကျင်စရာအတင်းကြီးတွေပဲဟို ။ထားပါအဲ့တော့တခြားကစားသမားတွေထဲမှာနာမည်အကြီးဆုံးနဲ့ဈေးအများဆုံးရနိုင်တဲ့ကစားသမားဒီကွင်းလေကစားသမား Adam Warden ဖြစ်တယ်။အဲ့တော့ Adam Warden ကိုစိတ်ဝင်စားတဲ့ club တွေထဲမှာဆိုရင်လေဒါ Manchester United တို့ Chelsea တို့အကုန်ပါတယ်။အခုနောက်ဆုံးပါဝင်လာတဲ့ club တင်က Liverpool ။ Liverpool ကအခုမှပါလာတော့မဟုတ်ပါဘူး။ဒါကြပါပြီ Adam Warden ကိုစိတ်ဝင်စားတဲ့ club တွေထဲမှာ Liverpool ပါတယ်ဆိုတော့ကျွန်တော်တို့သိပြီးသားပါ။ကျွန်တော်အခုဆွေးနွေးရမှာအဒမ်ဝါတန်ကိုလီဗာပူးစိတ်ဝင်စားတာဘာကြောင့်လဲစိတ်ဝင်စားတဲ့လား အထက်မွားတန်းကိုဘယ်လိုမျိုးအတုံးတော်ခံမလဲစသဖြင့်ပေါ့နော်ကျော်ပွင့်လင်းပြီးလီဗာပူးသင်းရဲ့ကွင်းလယ်မှာဒါအာရနာစလော့အကြိုက်ပေါ့နော်စိတ်တိုင်းကျဖြစ်တဲ့ကစားသမားနှစ်ယောက်ရှိတယ်ရိုက်ဂရာဗင်ဘက်ချ်ရဲ့မက်ဂိုင်အချက်နဲ့ကစားသမားကြီးသူအရင်ကြိုက်တယ်လို့တော့ကျွန်တော်မထင်ဘူးထားပါတော့ကာတီဂျုံကာတီဂျုံဆိုရင်အဆင်ပြေတဲ့နေရာကိုဟိုထုတ်ပြီးတော့တုံးနေတဲ့ပုံစံမျိုးအဲ့တော့ကာတီဂျုံကိုကန်းလန်းလာမဲ့ကလပ်ရှင်ဒါမှမဟုတ်လေဈေးကောင်းပေးမဲ့ကလပ်ရှင် အာနာစလော့ကတော့ရောင်းဖို့တိတ်ပြီးတွေ့ဝေးနေမှာမဟုတ်ဘူး တကယ်တော့လေလီဗာပူးရဲ့ကွင်းလယ်ကမလို့တော့မလို့မှန်တယ်။သို့ပေမဲ့အာစနယ်အသင်းရဲ့ကွင်းလယ်နဲ့ကွန်ပယ်လို့ကြည့်မယ်ဆိုရင်ပေါ်တော့ခွင့်ရတဲ့ကစားသမားအရေးအတွက်ကနည်းတယ်ဒါအာစနယ်သင်းရဲ့ကွင်းလေကိုကြည့်ကြည့်ဘသူ့ဘယ်ပေါ်တော့ခွင့်ပေးပြီးပေးလို့ရတယ်အခြေအနေမျိုးဒါဒီပလိုင်းတနေရာမှာတော့နည်းနည်းလှူလို့ရပြာမစ်ဖီလာရဲ့ဒီပလိုင်းမှာကစားတဲ့လူကမာတင်ဆူဘီမန်နေပဲရှိတယ်ဒါမဲ့လည်းအပြောင်းလဲလုပ်ပြီးတော့ဂျက်ကလရိုက်စ်ကိုအဲ့နံပါတ်6နေရာပြန် တယ်လို့လည်းရတယ်။ Rice ကနံပါတ်6နေရာပဲစတက်တာလေ။အဲ့တို့ကြောင့်ပြောချင်တာလှည့်စရာကစားသမားအများကြီးရှိတယ်။ Liverpool မှာကြတော့ RGB မကားကလွယ်ပြီး channel player ထုတ်ကြည့်လိုက်။အဲ့ဒီ midfielder ရဲ့ deep နဲ့ mid နေရာမှာလှည့်လို့ရမယ့်ကစားသမားရှားတယ်။ဆိုဘိုကစားနိုင်တယ်ဆိုပေမဲ့လည်းဆိုဘိုကလုံအားနှုံးနဲ့ဖြစ်ပြီးတော့ကစားတဲ့ကစားသမားကျွန်တော်နံပါတ်10မှာဆိုဘိုပိုကြိုက်တယ်။အဲ့လည်းမကစားနိုင်ဘူးကစားနိုင်တယ်။တိုးတော့လေကျွန်တော်ပြောတာအဲ့မကားတို့လို RGB တို့လို့အတွဲဖက်ပုံစံမျိုး၂ယောက်၂ယောက်အပြည့်မရှိတော့မှ၃ယောက်ပတ်လေ၃လို့ရတဲ့ player မျိုးတစ်ယောက်လို့လို့တယ်။ဒီချိန် မှာအဒမ်ဝါဒန်ခေါ်လိုက်ရင်တော့တော်တော်လေးကြမ်းထွက်သွားလိမ့်မယ်ဗျာအဲ့တော့အဒမ်ဝါဒန်ကလီဗာပူးနဲ့လိုက်ဖက်တဲ့ကစားသမားဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လီဗာပူးဒီဂိမ်းတန်ဖို့ထိန်းညှိပေးရတဲ့ကစားသမားတစ်ယောက်ပါရင်ပို့ပြီးတော့မိုက်လိမ့်မယ်။အခုချိန်မှာ RGB ထိန်းပေးနေတယ်ထိန်းနိုင်တယ် တကယ်လဲကောင်းတဲ့ကစားသမားအဲ့တော့ RGB လိုမျိုးစွမ်းဆောင်ရည်တရားခိုင်တော့အပြည့်အဝမတူဝင်အောင်မှအဓိက game tempo ထိမ်းပြီးတော့ possess တီခွဲပေးနိုင်မဲ့ player မျိုးကြက်ထားပါတော့ဗျာကျွန်တော် out of position တွေရောက်သွားတယ် Adam Warden game tempo ထိမ်းတာအရင်ကောင်းတယ် in position ရောက်သွားရင်လေဘောလုံးကို progressive possess ပဲဖြစ်ဖြစ်ဒီတာမန်ပေးဖို့မှုပဲဖြစ်ဖြစ်တောက်လျှောက်လှည့်မြဲပေးဖို့နိုင်တဲ့ကစားသမားအဲ့ဒါကြောင့် Adam Warden ကတော့ Liverpool တင်ခေါ်ဦးတင်တဲ့ကစားသမားတယောက်လို့တော့ကျွန်တော်ယူဆတယ်ဒါမဲ့ Liverpool ရဲ့ငွေကြေးတုံးဆွဲမှုတွေကတော်တော်လေးများသွားပြီဖြစ်တဲ့အခါကျတော့ Adam Warden ကိုခေါ်ယူရင်းမှာဇန်နဝါရီပြောင်းရွှေ့ကာလ လာတော့မဖြစ်နိုင်ဘူးနည်းနည်းခက်ခဲမှုရှိနိုင်တယ်လို့ထင်တယ်နောက်လာမယ့်နွေရာသီအပြောင်းရွှေ့ကာလမှာဆိုရင်တော့အဒမ်မော်ဒန်လီဗာပူးတကယ်ကြီးကြိုးစားလာနိုင်တယ်ပလေယာတယောက်ဖြစ်ပါတယ်ခင်ဗျဆက်လက်ဆွေးနွေးခြင်းနဲ့တင်ရတော့ဒါမန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့တင်ပြပေးပါတယ် coach of site ကဖော်ပြထားတာပါ ကောလာဟာလာတော့စံတယ်ဒါပေမဲ့ကျွန်တော်တို့ဖြစ်နိုင်ခြေရှိမရှိဆွေးနွေးလိုက်တဲ့သဘောမျိုးပါပဲယူနိုက်တက်အသင်းကချယ်ဆီအသင်းအဓိကပြစ်မှတ်ထားနေတဲ့ယူဗန်နက်စ်အသင်းရဲ့တူရကီတိုက်စစ်မှုကီနန်ယီလ်ဒစ်ကိုပေါင်း88သန်းနဲ့ကမ်းလှမ်းမှုပြင်ဆင်နေတယ်ဆိုတော့ယူနိုက်တက်လက်ရှိကြုံတွေ့နေရတဲ့ဘန်နာရေးအခြေအနေကတောင်ပိုင်းကစားသမားတယောက်ကိုအဲ့တလောက်ဈေးပေးပြီးခေါ်ယူဖို့ဆိုတာလုံးဝမဖြစ်နိုင်တာတော့မဟုတ်ဘူးခက်ခဲတယ်ယူနိုက်တက်ဒီလက်ရှိအချိန်မှာတောင်ပိုင်းအတွက်ကစားသမားတွေ ပြည့်ရှိတယ်။နောက်တောင်မန်လို့ဆိုတဲ့နေရာမှာလည်းဟူဘင်အမော်ရယ်ကတကယ်ဝင်းကြီးကနေထုတ်သုံးတဲ့တောင်မန်ကစားသမားမဟုတ်ဘူး။ချိန်ဆော့တာ AM လို့ပဲသူကနာမည်တက်ထားတယ်ဗျာ။သူ့မြေဝင်းကလည်းပြင်ပြစ်သွားလိမ့်မယ်။အဲ့နာမည်တန်းလဲရောက်ရောက်သွားလိမ့်မယ်။ဝင်းဘက်ပုံစံမျိုးလဲကစားရင်ကစားရလိမ့်မယ်။ကျော့ရီးဒစ်ကိုအဲ့လိုထုတ်သုံးရင်မရအောင်မို့ရပါတယ်။ဒါပေမဲ့ မာဒီယက်စကူညာရှိတယ်မေဆင်မောက်ရှိတယ်ဘရိုင်ယန်အန်ဘူးမိုးရှိတယ်၃ယောက်ဖလှယ်ပြီးသုံးလို့ရတယ်ဒီကလေးကြရင်အဲ့နေရာမှာဘရူနိုဖာနက်ရှ်ပါကစားနိုင်သေးတော့ယီဒစ်ကိုဒီလောက်ပြောင်းရွှေ့ကြီးပေးပြီးဝယ်မယ်လို့လည်းကျွန်တော်ကတော့မထင်ဘူးအဓိကယူနိုက်တက်တို့လိုအပ်နေတာကွင်းလေအဖြတ်နေရာမှာဆော့ပေးမယ်ကစားသမားတယောက်ပါဒီတစ်ကြောင်ဒီသတင်းကိုတော့ကျွန်တော်ကလုံးဝကောလာဟာလာသတင်းတပုတ်လို့ပဲသုံးသပ်မိပါတယ်ခင်ဗျာနောက်ထပ်သတင်းတပုတ်ကလည်းဒါ Sky Sports ကဖော်ပြထားတဲ့ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ယူနိုက်တက်အသင်းကလာမယ့်နွေရာသီမှာကွင်းလေကစားသမားတယောက်ယောက်ကိုအမိရခုံချင်နေတယ်ဒီနေ့မနေ့ က်မှာကျွန်တော်ဆွေးနွေးခဲ့ပါသေးတယ်ဒီ United ကိုခေါ်ဦးတဲ့ကွင်းလယ်ကစားသမားတွေပေါ့နော်ဒီထဲမှာဒါ Nottingham Forest က Elliot Anderson တယောက်တော့အပါဝင်ဖြစ်လာတယ်နောက် Carlos Believer ဒီနှစ်ယောက်ကိုတယောက်ပေါ့နော်ဘသူပဲဖြစ်ဖြစ်ရအောင်ခေါ်သွားမယ်ဆိုတဲ့သဘောမျိုးပေါ်ပြထားပါဆိုတော့လေကျွန်တော်က Believer တော့နည်းနည်းသဘောတူတယ် Elliot Anderson ကိုမကြိုက်ဘူးတော့မဟုတ်ဘူးကြိုက်တယ်သူ့မဲ့ England သားတွေကိုကျွန်တော်သိပြီးမယုံကြည်ရတာပါတယ်ဈေးနည်းနည်းတော့ပေးရရင်ပြဿနာမရှိဘူးဒါပါတော့ ပြောင်းရွှေ့ကြီးပေါင်တန်း340လောက်နဲ့ Ilio Anderson ကိုရမယ်ဆိုရင်ဒါကျွန်တော်လက်ခံတယ်တကယ်တမ်း Ilio Anderson ကို Northern Forest ရောင်းမဲ့ကြီးကပေါင်တန်း960လောက်တိဖြစ်သွားရင်ဒါကရင်းတင်သေးလားဆိုတဲ့အပိုင်းကျွန်တော်စဉ်းစားရမယ်အင်္ဂလန်သားဖြစ်လို့ဗျာတိတ်ပြီးမသေးကြဘူးပေါ့နော်ထားပါတခုဟိုအဆင်ပြေတာသူ့ရဲ့အသက်အရွယ်ပေါ့အသက်ကအရင်ငယ်သေးတယ်22နှစ်ပဲရှိသေးတဲ့အတွက်ကြောင့် United ကလည်းအင်္ဂလန်သားရင်းနဲ့အဆင်ပြေခဲ့တဲ့တမိုင်းလေးတွေရှိတဲ့အတွက်ကြောင့်ခေါ်မယ်ဆိုရင်လည်း Ilio Anderson ကိုခေါ်လို့ရတယ်လို့ကျွန်တော်ထင်ပါတယ် Believer ကတော့ပို့ပြီး ယူနိုက်တက်နဲ့လိုက်ဖက်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ဟုတ်ကဲ့နောက်ဆုံးဆွေးနွေးခြင်းတဲ့တင်ကတော့ Football Insider ကဖော်ပြထားတဲ့ Everton နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Everton အသင်းက Man City အသင်းရဲ့အင်္ဂလန်ကုလင်ကစားသမား Kevin Phillips ကိုဇန်နဝါရီကာလမှာခေါ်ဖို့ကြိုးပမ်းသွားမှာဖြစ်တယ်လို့သိရပါတယ် Everton ချွေနေတဲ့အွှေလေးတွေကမိုက်တယ်နော်ဘရိုတော်တော်လေးရင်ခုန်ကျင်စရာကောင်းတဲ့ ရွှေလေးတွေရှုံးပွဲမရှိသေးတဲ့ Palace ကိုပြီးခဲ့တဲ့တပတ်တုန်းကလည်းပထမဆုံးရှုံးပွဲကြုံတွေ့စေခဲ့တယ်။အဲ့ဒီရှုံးပွဲကြုံတွေ့စေမဲ့ဂိုးကိုသွင်းယူသွားတဲ့သူက Uncle Jack Drewsbury ဟောအင်္ဂလန်သားတွေနဲ့ဒီ Everton အသင်းကအရန်စင်ပြေနေတယ်။ဒီအင်္ဂလန်သားတွေကလည်းသူတို့ရင်တော့ကစားခဲ့တဲ့ club အသင်းတွေမှာနေရာပေးခြင်းမခံခဲ့ရတဲ့အင်္ဂလန်သားတွေဒါပေမဲ့အရေးချင်းမှအည်သွေးပိုင်းအပြည့်ရှိတဲ့သူတွေလို့ ပြောလို့ရတယ်။အင်္ဂလန်သားအများစုစုစည်းပြီးတော့ evidence အသင်းမှာကစားနေကြတယ်။အခု Kevin Phillips ကိုခေါ်တာကလည်းသူတို့မှာ plan ရှိတယ်ဗျ။ Kevin Phillips ကလည်း game တက်မှုထိန်းတာအရင်ကောင်းတဲ့ကစားသမား။ Leeds မှာသူအဲ့လိုစွမ်းဆောင်ရမျိုးပြတ်သားခဲ့မှုတယ်။ကျွန်တော်တို့ရဲ့ရွှေတကုံတော်လာဖူးခဲ့မှုပါတယ် Kevin Phillips က။ဒါပါပြောချင်တာ Kevin Phillips ဒီ Man City မှာရောက်နေတဲ့အတွက်ကြောင့်ထင်သလောက်မဟုတ်တာ။သူကတခြားအသင်းတစ်သင်းကိုရောက်သွားရင်ကောင်းလိမ့်မယ်။အဲ့တော့ Queen Level မှာ bro စဉ်းစားကြည့်ပါအဲ့မှာ Truthbury Hall ကို Kevin Phillips တို့တောင်းမှာ Jack တို့ ਨੇ ရင်ကုန်စရာကောင်းတဲ့ England ်သားအစုအဖွဲ့ကို Everton ကဥတီနေရလို့ထင်တယ်။လက်ရှိမှာ Kevin Phillips ကလည်းပေါ်တော့ခွင့်မရတော့တဲ့အတွက်ကြောင့်ဇန်နဝါရီပြောင်းရွှေ့ကာလမှာအသင်းပြောင်းမှုကြိုးစားပါလိမ့်မယ်။ Everton ကတော့နောက်ထပ်ဘယ်လိုလဲဖုံတက်နေတဲ့ဟိုစင်တလုံးကိုကောက်ရလိုက်တယ်လို့ပဲဖြစ်မှာပါ။ဒါတခြားအသင်းတွေမှာခြေသွဲမပြနိုင်တဲ့ကစားသမားတွေ၊ဂျောင်းတို့ခံရတဲ့ကစားသမားတွေနဲ့ဒီနေ့ရဒီမှာ Everton အနေနဲ့နေရာတနေရာကိုရောက်ရှိလာနိုင်ကြောင်းသုံးသပ်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြပါ။အဆုံးထိကြည့်ရှုပြီးခဲ့တော့အားလုံးကျေးဇူးတင်ပါတယ်။